ိမ်မောင်းသိမ်းချီတဲ့ဆင်ရွှေနာတွေကိုပြန်မပေးတဲ့ Sky Villa ကွန်တိုရင်ရုံမှမှုတွေကိုပြောပြလာတဲ့မိသားဆိုရင်အားလုံးပဲမိင်္ဂလာပါ။ Sally Tiny Bay ကနေပြန်လည်ကြိုဆိုလိုက်ပါရီ။မန်လေးမြို့က Sky Villa ကွန်တိုဟာငလင်းပြင်းအားရှစ်ထီခန်းတိုင်းရှိပေမဲ့တကယ်လက်တွေမှာတော့ခန်းတိုင်းရင်မရှိဘဲမိနစ်ပိုင်းနဲ့တင်ပြိုကျသွားခဲ့ရပါရီ။အစာအုပ်ပြိုကျသွားမှုမှာအလူတန်းတွေရရော်တွေဒုက္ခတိုင်းပေါ်စိတ်တိုက်ပိုင်ရှင်မြို့သမီးပါဝင်ခုနှစ်ဦးကွယ်လွန်သွားခဲ့ပါရီ။ စိန်ဆိုင်ပိုင်ရှင်တတိမကြီးဒေါ်မိုးတီရာရွှေတမိကြီးတို့ဇနီးမောင်နဲ့မြင်းငယ်လေးဆိုင်ဝင်တဲ့တော်ဦးတို့ဆုံရှုံခဲ့ရပြီးကျင်းတဲ့မိသားစုဝင်တွေကတော့ရုံမြဖြစ်ခဲ့ကြပါပြီ။ကေဆယ်ရဲတွေကလည်းမြင်းမြန်လှုပ်တင်ပေမဲ့လေရဲတော်ကြမှာလုံနိုင်ခဲ့တဲ့အတွက်ဒုက္ခတိုင်မုံဆိုင်ကတော့မိသားစုဝင်တွေများစွာကွဲလွန်ခဲ့ရပါပြီ။မိသားစုရဲ့နာရေးကိစ္စနဲ့အလုံများခဲ့ကြပြီးတော့ကိစ္စအားလုံးပြီးစီးသွားတဲ့အချိန်မှာမိသားစုဝင်တွေကကျင်းတဲ့ပစ္စည်းတွေကိုပြန်ပေးဖို့အတွက်တောင်းဆိုခဲ့ကြပါပြီ။ဒုက္ခတိုင်မုံစိန်ဆိုင်က Sky Villa ကွန်တိုမာဝင်ဖွင့်လှစ်ထားပြီးတော့သူတို့မိသားစုလေအိတ် ်ကွန်တိုမှာပဲနေထိုင်ကြပါရီကျင်းရတဲ့ပစ္စည်းတွေမှာရွှေချောင်းနဲ့စိန်ရွှေနာတွေပါဝင်ပြီးတော့ကျင်းရတဲ့မိသားစုကပြန်ရတင်တာကြောင့်စီစီစင်းကိုပေးပြီးတော့တောင်းခဲ့ကြပါရီကွန်တိုရဲ့ရှာဖွေရေးမှာတာဝန်ရှိသူတွေကပစ္စည်းစင်းကိုယူပြီးတော့ရှာဖွေပြီးတဲ့နောက်လာယူလို့ရပြီလို့ပြောတာကြောင့်သွားယူလိုက်ကြပါရီဒါပေမဲ့တကယ်တမ်းလက်တွေမှာတော့တံမိုးကြီးတဲ့ဘာပစ္စည်းကိုမှပြန်မရခဲ့ပဲ Passport စာအုပ်နဲ့ပြီးချူလေးတစ်ခုကိုပဲပြန်ရခဲ့ပါရီ ကျန်ရခဲ့တဲ့ပစ္စည်းစီးရင်ကိုပြောပြနိုင်ပေမဲ့လည်းဘာကုမပြန်မရခဲ့တာကြာမိသားစုဝင်တွေမှာတော့စိတ်ထိခိုက်နေရပါရင်ကေဆေးလုပ်ငန်းတွေကိုအချိန်မီမလုပ်နိုင်လို့မိခင်ကြီးကိုလည်းဆုံးရှုံးလိုက်ရတယ်လို့တိမ်မောက်တောင်းချီတဲ့ပစ္စည်းတွေကိုပြန်မရခဲ့ကြပါဘူး။ဆေးရှည်နာတွေကိုရှာခွင့်လည်းမပေးထားဘဲနဲ့သူတို့ရှာပေးသလောက်ပစ္စည်းတွေပဲရှာကြတာပါ။ စိန်ဆိုင်ပါရှင်တရေမာကြီးဖြစ်တာကြောင့်စိန်ရွှေတွေကအများကြီးကျဲရမှာဖြစ်ပေမဲ့လည်းကွန်တိုကတာဝန်ရှိသူတွေကရတနာတွေကိုစစ်ဆေးမေဆိုပြီးအကုန်လုံးကိုသိမ်းယူသွားခဲ့တယ်လို့သိရပါပြီ။သူတို့မိသားစုထံကလည်းတွေ့ရှိသမျှစိန်ရွှေရနာတွေကိုသိမ်းယူထားတဲ့ပြင်အခြားခန်းတွေကထွက်ရှိလာတဲ့ရွှေချောင်းတွေလည်းပါဝင်သွားခဲ့ပါပြီ။ဒုက္ခတိုင်းမုံစိန်ဆိုင်ကဒီကွန်တိုမှာနေထိုင်တဲ့အတွက်သူတို့ရဲ့ခန်းတွေမှာလည်းတံမိုးကြီးတဲ့ပစ္စည်းတွေကျဲရပါသေးတယ်။အဲ့ပစ္စည်းတွေကိုဝင်ရှာဖို့အတွက် အခန်းပိုင်ရှင်ကိုခွင့်မပြုဝင်နဲ့သူတို့ထုတ်ပေးတဲ့ပစ္စည်းတော့သာရှာသွားကြပါပြီ။အစားအုပ်ပြကြတော့ကလည်းကျဲ င်ရတဲ့အယုံလောင်တွေကိုပြင်ရဖို့တွေအချိန်နဲ့ကြန့်ကြာနေတာကြောင့်သူတို့မိသားစုမိုးစေကလန်းခေါ်ထားတဲ့ပရိုက်တာသုံးဘွဲနဲ့ဘက်ဖိုးတွေကိုကိုယ်စီစဉ်နဲ့ငားပြီးတော့ထုတ်ခဲ့ကြရပါတယ်။ငွေကြေးချမ်းသာလို့ကုန်ကြခံပြီးတော့ထုတ်ခဲ့ပေမယ့်အသက်မရှင်ခဲ့ကြပါဘူး။ကယ်ဆယ်ရေးမှာတော့မကူညီခဲ့ကြပေမယ့်ရတနာပစ္စည်းတွေကိုတော့စစ်ဆေးမယ်ဆိုပြီးပြောသွားခဲ့ကအခုဒီစာနာတော်မှာပြင်များခဲ့ကြပါဘူး။ ဒုက္ခတိုင်းမောစိမ့်ဆိုင်တစ်ခုတည်းတည်းမဟုတ်ပဲနီးအခြားသောခန်းမရှင်တွေလည်းကြံရည်တဲ့ပစ္စည်းတွေကိုမရကြပါဘူးတမတ်ထားတဲ့နေရာတစ်ခုကနေပဲကြည့်မယ်ဆိုတာကိုလည်းလက်မခံဘဲနဲ့ဘလို့ចောင်းရင်းနေကြောင်းပြန်မရလေဆိုတာကစဉ်းစားစရာဖြစ်ခဲ့ရပါတယ်မိသားစုဝင်တွေဆုံရှုံထားရင်ကြံရည်သူတွေကိုငှက်ညာထောက်ထားသင့်ပြီးတော့ကြံရည်တဲ့ပစ္စည်းတွေကိုပြန်ပေးဖို့တွေတတိမကြီးရဲ့မောင်ကမေတ္တာရက်ခံထားပါတယ်မိသားစုဝင်တွေပြင်စိမ့်ဆိုင်ကြီးတစ်ခုလုံးဆုံရှုံလိုက်ရပေမဲ့လည်းပစ္စည်းတွေပြန်မရရင်ဒီကွန်ဒိုရဲ့နောက်ွယ်မှာအចောင်းရင်းနေရှိနိုင်မလားဆိုတာကွန်မန့်မှာအမြင်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင် ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ပရိသတ်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လဲချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလီကနေပြီးတော့ဆူတာမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်